ကဲမြတ်စွာဘုရားဟောထားတာလေးတခုပြောမယ်ဆိုရင်သက္ခုဝိညာဉ်နာရူပနာအဋ္ဌာနာကန္တာနာမနာပါနာမနောဓမ္မာနာလောကမိတပရိသန်ဟုတ်တာနာဟောရူပယုံရဲ့သက္ခုဝိညာဉ်နာဆိုတာမျက်စိနဲ့သက္ခုဝိညာဉ်စိတ်ဖြင့်မြင်ပြီးတော့သိရတဲ့အာယုံလေးလို့ပြောတယ်မှန်ပါပါဘုရားဟုတ်တယ်လေမြင်ပြီးတဲ့မြင်သိစိတ်နဲ့မှသိလို့ရတယ်တခြားအနေနဲ့သိလို့မရဘူး အစင်းအာယုံဆိုတာမြင်သိစိတ်နဲ့မှသိလို့ရတယ်တခြားဟာနဲ့သိလို့မရဘူးဒါမို့စက္ခုဝိညာဏမြင်သိစိတ်နဲ့မှသိနိုင်တဲ့အိဋ္ဌလူတွေကလိုချင်လို့ရှားနေတယ်။အော်နေတဲ့ဆရာအာယုံဆိုတာလူတွေကရှားတယ်ကိုယ့်အိမ်မှာတွေ့ရင်တွေ့မတွေ့ရင်ပြင်ထွက်ရှာနော်လောကကြီးမှာပင်လယ်ကြီးတွေဖြတ်ပြီးတော့ရှားကြတောင်ကြီးတွေပေါ်တက်ပြီးတော့ရှားကြဘာလို့လိုချင်တာတွေကိုလိုက်ရှားနေကြတာပဲပေါ့အဲ့ဒါကိုအိဋ္ဌဆိုတာရှာကြံပြီးတော့နေကြတာလူတွေ ငွေရှာရင်ငွေဟာအိဋ္ဌပေါ့နော်ရွှေရှာရင်ရွှေဟာအိဋ္ဌပေါ့ယရနာရှာရင်ယရနာဟာအိဋ္ဌလောကမှာရှားနေတာအကုန်လုံးကနာမည်ဒီတာထုတ်ပြောနေမယ်ဆိုလို့ရှိရင်မြတ်စွာဘုရား45ဝါကုန်းတော်ကုန်မှာမဟုတ်ဒါလေးနဲ့တည်းပဲပြီးသွားနိုင်တယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားတလုံးနဲ့နဲ့ဟောလိုက်တာအိဋ္ဌာနံမင်းတို့ရှားနေတဲ့ဟာတွေဒီအဆင့်အာယုံစားရှားနေတဲ့ဟာတွေပဲတဲ့အဲ့တော့ရှားနေတာဘာလို့ရှားနေတာတော့ဆိုကန္တာနံလူချင်းလို့နှစ်သက်လို့ရှားတာကြိုက်လို့ရှားတာဟုတ် ဘာဖြစ်လို့ကြိုက်တာတော့ဆိုမနာပါဏံစိတ်แท้ကမျက်မျက်နှုံနှုံဖြစ်နေတာမနောရမဏံဒါလေးကိုကြည့်နေရရင်စိတ်ကပျော်မွေ့နေတာဟောမနောရမစိတ်ကိုမွေ့လျော်စေတဲ့မနောရမဏံအဲ့ဒါတွေကဘာတွေတော့ဆိုလောကမိတ္တပဋိသင်္ယုတ်တနာလူချင်းစရာလူချင်းတတ်တဲ့တဏနဲ့ဆက်ဆက်ပြီးတော့နေတဲ့အဆင်းအာယုန်လေးတဲ့အဲ့ဒီအဆင်းအာယုန်လေးမြင်တဲ့အခါမှာတဲ့ဘာတွေဖြစ်လာတော့ဆိုလို့ရှိရင်လူတွေမှာ ပฏิလာဘံဟောပฏิလာဘတော်တမနုပတ္တတော်ကြည့်ဒုခြင်းနေရာတွေကိုရှာလို့ရလာပြီဆိုလို့ရှိရင်အဲ့ဒါကိုမြင်လိုက်တာနဲ့ဝန်တာမှုတွေမဖြစ်ဘူးလားဖြစ်ပါပါဘုရားကိုလိုချင်တာတွေကိုလိုချင်လို့ရလာလို့မြင်လိုက်တာနဲ့တပြိုင်တည်းဝန်တာမှုတွေဖြစ်လာမှန်ပါပါအဲ့ဒီဝန်တာမှုဟာကာမဂုဏ်အာယုံလို့ဆိုတဲ့ကိုရှာနေတဲ့အာယုံနဲ့ပတ်သက်တာမှုသူ့ကိုခေဟတိတလို့ခေါ်တာ